အခုတင်ဆက်ပေးမယ့်သတင်းကတော့ပခုတ်ကူနယ်ပေါင်းမြို့နယ်တွေမှာမိုးရွာသွန်းမှုကြောင့်တောင်ကျချောင်းရီစတင်စီစဉ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်မြောက်ရောဒေသပခုတ်ကူနယ်ပေါင်မြို့နယ်တွေမှာရှိတဲ့တဲချောင်းတွေမှာမိုးရွာသွန်းမှုကြောင့်မေလ20ရက်နေ့ကစတင်ပြီးတောင်ကျချောင်းရီစတင်စီစဉ်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါဗျာ။ အဆိုပါဒေသတွေရှိတဲချောင်းတွေမှာနှစ်စဉ်မေလကုန်ဝန်းကျင်မှာစတင်ပြီးတောင်ကျချောင်းရီတွေစီစဉ်တက်ကယခုနှစ်မှာတော့မေလ19ရက်နေ့ကစတင်ပြီးတောင်ကျချောင်းရီတွေကျဆင်းလာတယ်လို့သိရပါဗျ။ပခုတ်ကူနယ်ပေါင်းမြို့နယ်အကြားဆက်သွယ်ထားတဲ့မော်တော်ကားလမ်းတွေဟာပေ20မှာပေ2000ကျော်ကြားကျယ်ဝန်းတဲ့တဲချောင်းတွေကိုဖြတ်တန်းသွားလာရတာဖြစ်ပါတယ်။ဒီလိုဖြတ်တန်းသွားလာရမှာအဆင်ပြေစေဖို့အတွက်အနီးနားဝန်းကျင်ရှိရွာတွေကနေဒေသခံတွေကလမ်းပြပေးခြင်းကိုပြုလုပ်ပေးတယ်လို့သိရပါဗျ။ လည်းကားတာတဲ့ခါကျလို့တော့ဘူးဒီလိုနားတော့ကားမှာပဲအင်းပြန်အေးမလာဘူးဆိုမှကကိုရင်ကိုအေးစေးအိတ်တော့ပုံဘူးလားကားလည်းတော့ဒီတိုင်မဟုတ်ဟာဒီတိုင်မဟုတ်မဟုတ်လားအဲ့လိုပြရတာလမ်းဒီလိုပေးလေယူပေါ့မဟုတ်လားမပေးလေနေရတာပေါ့ပြပါတယ်သူ့ဘောက်တရားနှစ်ရာအချို့လည်း900 600ရာတထောင်ထီအောင်ပေးခဲ့ကြပါတယ်လူကြီးစီရတယ်ပိုးပေးတာပေါ့နော်ကြီးကကြတော့ပြောတာပေါ့မဟုတ်လားပြီးတော့နောက်ပြီးတော့ ပညာရေးအတွက်ကမဟုတ်လားကလေးတွေမမြင်မြင်ဘူးတဲ့ဒါဟုတ်တယ်ကလေးဆိုတာမဟုတ်လားကြောင်သားလေးတွေနော်ဟုတ်ဟုတ်ဟုတ်အဲ့တော့ကလေးတွေကြာတယ်ဘလာခဲ့နေဟုတ်ဟုတ်ဟုတ်ဟိုလက်ပညာရေးမှုကမကြိုက်ဘူးလေဟုတ်ဟုတ်ဒါမင်းတို့တော့ပတ်ဆက်ကလေးဆိုတော့ပတ်ဆက်မဲ့လေးနော်ဟုတ်ဟုတ်ချင်ဘူးပါဘူးဘောမဟုတ်လားလူရကျင်တာကောနော်မက်ကြတယ်မဟုတ်လားမက်ပြီလို့ဘယ်တော့မှကြည့်တယ်လို့မလားချိုးခါတယ်ကွာလို့ ပုံတောင်ပုံညာဒေတာမှာမိုးရွာသွန်းမှုများပြားလာပါကချောင်းများတာမကအဆိုပါဒေတာရှိကျေးရွာတွေမှာပါရေလွှမ်းမှုမှုတွေရှိခဲ့ပြီးတခါတရံလူသေဆုံးမှုတွေပါရှိတယ်လို့သိရပါတယ်။အဲ့ဒီဒေတာမှာတဲချောင်း30ကျော်ရှိပြီးကြောချောင်းလို့ခေါ်ဝေါ်တဲ့ချောင်းကတော့အကျယ်ဆုံးဖြစ်ကတပေါင်းလားကလွဲပြီးရေအမြဲစစ်စစ်လျက်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ပေါ့မြုပ်အနီးရှိအကျယ်ဆုံးဖြစ်တဲ့ကြောချောင်းမှာမေလ24ရက်နေ့ညပိုင်းကစတင်ပြီးတောင်ကျချောင်းရီတွေစီစဉ်မှုဟာယနေ့နေ့လယ်ပိုင်းအထိဆက်လက်စီစဉ်လျက်ရှိပါတယ်ဒါကြောင့်ခရီးတဲ့တင်ရင်တွေဖြတ်တန်းသွားလာခြင်းမရှိဘဲစောင့်ဆိုင်းနေရတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်ရှင်။ ီလိုကအဆက်မပြတ်ချောက်ဆိုးချွတ်ချက်နေမယ်ဆိုရင် Plimax နဲ့မှအဆင်ပြေမှာပေါ့ Plimax လေကလေတောင်းထဲမှာရှိတဲ့ချက်ကလစ်တွေကိုဖယ်ရှားရှင်းလင်းပေးလို့ချောက်ဆိုးတာကိုတတစေပြီးစိတ်ပျော်ရွှင်မှုကိုရရှိစေမှာအမှန်ပါချောက်ဆိုးချွတ်တဲ့လေးပျောက်ခဲအောင် Plimax ဆေးကိုဆောင်း